တောက်ကြသားသမီးများတွေအခုဝင်ရောက်လာပြီဖြစ်တဲ့အေဘယ်လာတလာတာကံကြမ္မာအဟောများကိုဟောပြောပြီးမှာပါအရင်ဆုံးကျွန်တော်ကဘီလီကိန်းနဲ့တွေ့ချက်ပြီးတော့ဟောပြောပြီးမှာဖြစ်တယ်လို့ပြီးတဲ့အခါမှာတော့ဒဲရော့ကတ်နဲ့ကံကြမ္မာဖတ်ကြားပြီးမှာဖြစ်ပါတယ်ထုံးစံတိုင်းကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ ဖော်လို့လုပ်ခဲ့ပြီလို့ရပါတယ်အဲ့တော့တောက်ကြသားသမီးများရဲ့ကံစားတာအခြေအနေကဒါဒီခုလေးလပိုင်းမှာဘလို့ရှိနေပါတယ်လို့ကျွန်တော်တို့ကြည့်လိုက်ကြအောင်ဗျာပြောရမယ်ဆိုလို့ရှင်တော့တောက်ကြသားသမီးများအတွက်ဒီအီဘယ်လာအတွက်ကျွန်တော်ဟောပြောမှာကတော့လွန်စွာမှဝမ်းမြောက်ဝမ်းသာရှိလာပါတယ်။ဘာကြောင့်လဲဆိုတော့တောက်ကြသားသမီးများရဲ့ကံစားတာအခြေအနေကတိတိတသာကြီးကို တိုးတက်ကောင်းမွန်လာမယ်လာတလားလို့ကျွန်တော်အနေနဲ့တွေးရပါတယ်။အဲနံပါတ်1အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့တိတိတသာတိုးတက်အောင်မြင်ပါလိမ့်မယ်။ အဆင်ပြေပါလိမ့်မယ်အလုံးမှာအခွင့်အလမ်းကောင်းတွေရရှိမယ်လုပ်ငန်းခိုင်ငံ့ရဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိမယ်လုပ်ငန်းတိုးချဲ့ရတာတို့ပေါ့နော်ကောင်းသောပြောင်းလဲမှုတွေကြုံတွေ့ရတာတို့စတဲ့အခြေအနေမျိုးတွေကိုတွေ့ရပါတယ်။နောက်အလုံးနဲ့တူအိုးအိမ်နေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းပဲ အစဉ်ပြေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်အကြီးကဲလို့ပုံကိုယ်ရဲ့အကူအညီကောင်းအဆောက်အအုံကောင်းတွေမားစာကောင်းတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ထို့နည်းတူသာပဲငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲတော်တော်လေးအစဉ်ပြေပါလိမ့်မယ်။အခုကျွန်တော်ဟောပြောတဲ့ဒါနေ့နံ9နေ့နံထဲမှာတောက်ကြသားမီးများဟာငွေနံအကောင်းဆုံးပေါ့ဒီလေးလပိုင်းထဲမှာငွေနံအကောင်းဆုံးနေ့နံပိုင်ရှင်နေလို့တော့ ြောလို့ရပါတယ်ဒါမို့လို့ဒါငွေကြေးနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်ရလိမ့်မယ်စိတ်ချမ်းသာလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြေလည်သွားဖြေရှင်းနိုင်ပါလိမ့်မယ်အဲ့လိုပဲငွေရင်းမဟုတ်ဘူးငွေကြောက်ကစသဖြင့်တနင်္လာနေ့နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာအောင်မြင်နိုင်တယ်လို့ပြောလို့ရပါတယ်။နောက်အလှမင်္ဂလာဂျိုးဆိုရတဲ့ဒီတနင်္လာဂျိုးကြည့်ရတာဖြစ်တဲ့အတွက်အလှအတန်းကိစ္စ၊မွေးနေ့မင်္ဂလာကိစ္စစသဖြင့်ဆောင်ရွက်ရမယ့်ကိစ္စတွေမှာလည်းပဲအောင်မြင်ပါလိမ့်မယ်။အဲ့လိုကိစ္စမျိုးတွေလည်းပဲကြုံတွေ့ရတတ်တယ်လို့ ဟောပြောပြလို့ရပါတယ်။နောက်ဘာတွေကောင်းတာတွေရှိသေးလဲဆိုတော့ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့အထူးကောင်းပါတယ်။ဒါပညာရေးအတွက်စာဝဲနေတဲ့သူတွေ၊ကျောင်းတက်နေတဲ့သူ၊သင်တန်းတက်နေတဲ့သူ၊စာမွေးပြရမယ့်သူတွေ၊အင်တာဗျူးပြရမယ့်သူတွေအနေနဲ့အောင်မြင်ပါလိမ့်မယ်။နောက်ဆရာသမားလို့ပုံကူတွေအကြီးငယ်လို့ပုံကူတွေအကူအညီကောင်းတွေရပါလိမ့်မယ်။နောက်ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းအလွန်ကောင်းတဲ့အချိန်ကာလပါ။ဘာသာရေးအလုပ်တွေမှာပြီးမြောက်အောင်မြင်မှုတွေကိုကြုံတွေ့ရပါလိမ့်မယ်။အဲ့တော့ဒါ အတိတူးညံတူးတွေပေါ့နော်အတွေ့အူးအမြင်တူးတွေပါ ပွင့်လန်းလာနိုင်တဲ့အနေအထားတွေကိုတွေ့ရပါတယ်။နောက်ကျမ်းမာရေးပိုင်းဆိုရင်တော့နည်းနည်းဂယုဆိုင်ဖို့လိုပါလိမ့်မယ်။ကျမ်းမာရေးနည်းနည်းလေးခြူကြခြင်းနဲ့ပေါ့နော်တလာတာကာလကို ရောက်ရှိနေခြင်းဖြစ်ပါတယ်။ကောင်းနေတဲ့အချိန်မှာတော့ကောင်းနေတာလည်းဘာမှမဖြစ်ဘူး။ဖြစ်ပြီဆိုလို့ရှိရင်လည်းတော်တော်နဲ့ပြန်ပြီးတော့နလန်မထူဘူး။တော်တော်နဲ့ပြန်ပြီးတော့မကျမ်းမာဘူးဆိုတဲ့ပုံစံမျိုးတွေ ဖြစ်တတ်ပါတယ်ခယူဆိုင်ပါလို့မှာခြင်းပါတယ်နောက်အမှုကိစ္စလို့ဟာမျိုးပြက်တရာလို့ဟာမျိုးဖြည့်ရှင်းရမယ့်ကိစ္စမျိုးတွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်အဲ့တော့ပြက်တနာလေးတွေကဒီလအစကလေးကစပြီးတော့ဒါတန်းစီပြီးတော့ကိုကြုံနေရတယ်ဒီပြက်တနာတစ်ခုပြီးတော့နောက်ထပ်ပြက်တနာတစ်ခုပေါ်လာလိုက်နောက်ထပ်ပြက်တနာတစ်ခုပြီးတော့နောက်ထပ်ပြက်တနာတစ်ခုပေါ်လာလိုက်ဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်เนาะနောက်ဒီကာလဟာနည်းနည်းလေးရံများတယ်သူတစ်ပါးရဲ့အပြစ်တွေညွန်ညင်တာမျိုးလေးတွေကို ခံရတတ်ပါတယ် ဲ့တော့တစ်ဖက်မှာအဲ့သောသောပေါ့အလောက်ကိုင်းတို့ငွေကြီးတို့ပညာရေးတို့ဘာသာရေးတို့ပတ်မှာကောင်းနေပြီးတော့တစ်ဖက်မှာ ကျမ်းမာရေးတို့ပေါ့နော်ရန်အတိုင်းခိုက်တို့အမှုကိစ္စပြဿနာတို့အဲစတဲ့အခြေအနေမျိုးတွေကြုံရတတ်ပါတယ်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်လို့တော့အကောင်အဆိုးအနေနဲ့ညီမျှနေတယ်လို့တွေ့ရပါတယ်ဗျာနော်ကြတာကတော့ဗီရင်ဂိမ်းနဲ့ကျွန်တော်တောက်ကြသားသမီးများရဲ့ဒီလေးလပိုင်းမှာကြုံတွေ့ရနိုင်တဲ့အခြေအနေလေးတွေကို ဖော်ပြပေးတာပါအခုဆက်ပြီးတော့ကျွန်တော်တေရော့ကန်လေးနဲ့လည်းပဲကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်နောက်ကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီယိုမင်းကျင်တဲ့မိတ်ဆွေများကဒီ TikTok Messenger မှာလာပြီးတော့ကျွန်တော်ရဲ့ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကို မေးယူလို့ရပါတယ်အဲ့တော့ Viber တို့ Telegram တို့ကနေကျွန်တော်ကိုဆက်သွယ်ပြီးတော့ ဗီဒီမင်းမြန်လို့ရပါတယ်အဲ့တော့တူးချင်းတယောက်ချင်းဗီဒီမင်းမြန်တဲ့အခါမှာတော့ကျွန်တော်ကဗီဒီကိန်းကိုတေချာတွက်ချက်ပြီးတော့ဘဝတသက်တာနဲ့ပတ်သက်တဲ့အဟောတွေနောက်စိတ်နေစရိုက်တွေစောင်းဝမ်းရှောင်းဝမ်းတွေဖွာစားတာနဲ့ပတ်သက်တဲ့ဟောတွေနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့ဟောတွေလပိုင်းခြားနဲ့ပတ်သက်တဲ့ဟောတွေရေရရာတွေကိုပို့ပေးပါတယ်စာနဲ့ပို့ပေးတယ်ပြီးတဲ့အခါမှာအတ္တမစိတ်နဲ့ထပ်ပြီးတော့ဘယ်သူကတော့ဘယ်နှစ်ဘယ်ကိဘယ်လိုရောက်နေတယ်ဘယ်လိုဘယ်လိုရှိပါတယ်ဆိုတာကိုတေချာနားလည်အောင်ရှင်းပြပေးတယ်နောက်ကိုမေးလို့တဲ့အကြောင်းကကိုသိလို့တဲ့အကြောင်းအရာတွေလည်းအခုလိုတေရော့ကတ်တွေကြည့်ပြီးတော့ကျွန်တော်က ြန်ပြီးတော့ဟောပြောပေးပါတယ်ဒါမှမဟုတ်ညံမှုသောကားကတော့တဦးကို2000ကျပ်ယူပါတယ်ခင်ဗျာအမှန်တကယ်ကတော့2000တက်မကတန်အောင်ပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့အကောင်ဆုံးပြန်ပြီးတော့ဒါဆောင်ရွက်ပေးပါတယ်ကဲအခုဆက်ပြီးတော့ဒါ terror gun လေးနဲ့ပေါ့เนาะတောက်ကြသားသမီးများရဲ့ဒီလေးလပိုင်းကံကြမ္မာအခြေအနေကိုဖတ်ကြားပေးမှာဖြစ်ပါတယ် ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ရပါလိမ့်မယ်။ဘာကိုလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုပေါ့နော်။ခိုင်ခိုင်မာမာဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ရပါလိမ့်မယ်။အဲ့တော့လမ်းကြောင်းတစ်ခုလမ်းစားတစ်ခုပေါ့နော်။ရှာဖွေတွေးရှိသွားနိုင်တဲ့ပုံစံမျိုးကိုတွေ့ရပါတယ်။ဒီတဲရကကလောကကိုသစ္စာပြုတိုင်နေနေတဲ့လူပြောက်ကနမိတ်ပုံမျိုးပေါ့နော်။မှော်စရာကဖြစ်ပါတယ်။မဂျီရှင်းလို့ပြောတဲ့မှော်စရာကပ်ပါ။ဒီကကိုကျွန်တော်တို့တွေ့လိုက်တဲ့အခါမှာ ူကမမျော်လင့်တာတွေမထင်မှတ်တာတွေအားသိပွဲအဖြစ်ပြက်တွေအပြောင်းလဲတွေကိုကြုံတွေ့ရလာနိုင်တယ်လို့ဟောလို့ရပါတယ်အဲ့တော့ဗျက်ခနဲပြောင်းပြီးတော့ဂွက်ခနဲကောင်းသွားတယ်လို့ဟောရတဲ့ကံမျိုးဖြစ်ပါတယ်နော်ဒါမှမဟုတ်တောက်ကြသားများရဲ့ခန္ဓာတာအခြေအနေကဘီရင်ကိန်းကမ်းမာတွေမဟုတ်ပါဘူးဒီတဲတော့ကက်ကဲနမိတ်မှာကိုပဲပေါ့နော်မထင်မှတ်ရလောက်အောင်ကိုပြောင်းလဲတိုးတက်မှုတွေဒီလေးလပိုင်းမှာရရှိလာပါလိမ့်မယ်လို့ တွေ့ရပါတယ်အဲ့တော့ရေရာအနေနဲ့ဘာလုပ်เสียလို့လဲဆိုတော့ထွေထူးထူးကြီးတော့ကျွန်တော်ရေရာညွှန်ကြားเสียမလိုပါဘူးအဲ့တော့ဒါကသစ္စာဘူးတိုင်တယ်ခြင်း ဖြစ်တဲ့အတွက်ပေါ့နော်ဒါကိုဖြစ်ခြင်းနဲ့ကိုအောင်မြင်ခြင်းနဲ့ကိစ္စတွေဖြစ်မြောက်အောင်မြင်ဖို့အတွက်ဒါဖရားမှာပဲဖြစ်ဖြစ်တရားမှာပဲဖြစ်ဖြစ်နတ်တေဝါတွေရဲ့ထာမှာပဲဖြစ်ဖြစ်လောကကြီးကိုပဲဖြစ်ဖြစ်သစ္စာမှုတိုင်နေပြီးတော့အလုံးလုံးပါအဲ့ဒါဆိုကိုလုံးတဲ့အလုပ်တွေ အောင်မြင်ပါလိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့အကြံဉာဏ်ပေးလိုက်ပါတယ်။ကဲတော့တောက်ကြသားမိများအတွက်ဒါတပတ်စာတစ်လားစာခံကြမှာအချင်းတွေကိုဟောပြောပေးတာပါ။သဘောကျနှစ်သက်တဲ့ဆိုအပေါ်မှာ comment လေးတွေရေးခဲ့ပါအောင်။အဲအဆုံးထိကြည့်ပေးတဲ့အတွက်လည်းပဲအထူးကျေးဇူးတင်ပါတယ်။